ဟဲ့ဝေးပြီဝေးပြီယောက်ျားလေးတော့ယောက်ျားလေးတော့ကျွန်တော်တာလီကျမ်းမာကြီးကောင်းရလားကျော့မင်းမောပြောရမှာလေအားနာတယ်ဟဲ့ခလေးကလားမစီပဲမွေးတော့နည်းနည်းလေးတော့သေးနေတယ်ဟဲ့ဒီလိုကျမ်းမာရေးဌာနကိုသွားပြီးကျမ်းမာရေးဆောက်ရှောက်မှုကိုခံယူအကောင်းဆုံးပဲဟဲ့ပြောနေကြလေရွတ်နိခလေးကိုခဏခေါ်လာငါလိုအပ်တာလေးသွားယူလိုက်ဦးမယ်ဟုတ်ကဲ့ဟုတ်ကဲ့တော့မြန်မြန်လေးလုပ်ပါနော်အေးပါဟဲ့ မိမအရင်ကနော်မိမအရင်ကနော်မသားလေးကြည့်ပါဦးချစ်စရာလေးမကြခင်ကျမ်းမိုက်ဌာနရောက်တော့နော်အရင်ကဆရာဆရာဆရာကျွန်တော်သားလေးကိုကယ်ပါအောင်ဆရာဘယ်လိုဖြစ်တာကလေးကလမ်းမရှိပဲမွေးလာတာပါဆရာ အဲ့ဆိုကလေးတို့လိုအပ်တာတွေစောင့်ရင်းရေးကြည့်တာဆင်မကလေးနဲ့မိခင်ဆင်မရေးစားချက်မလုပ်ဘူးကလေးပြည့်လက်စေးထားပါ တကယ်ကတော့ကိုဝင်ဆောင်နေတဲ့ကာလာတို့မှာကိုဝင်ဆောက်ချောင်းမှုပုံမှန်ခံယူပြီးတော့ကိုယ့်ရဲ့ကလေးရာပုံမှန်ကြီးထွားမှုရှိလားဒါမှမဟုတ်ရင်အချိန်မတိုင်ခင်စောမွေးမဲ့လက္ခဏာအနေထားရှိလားဆိုတာကိုကိုကအမြဲတမ်းကိန်းဆိုင်နေရမယ်ဗျာတကယ်လို့လာမစီပဲနဲ့မွေးလာခဲ့မယ်ဆိုရင်အဲ့ဒီကလေးလေးတွေကိုကုန်ကြစိတ်နဲ့ပြီးတော့တကယ်ထိရောက်တဲ့ဆောင်ရွက်မှုတွေပြုစုဆောက်ရှောက်မှုတွေနဲ့ကျွန်တော်တို့ကကယ်တင်ပေးနိုင်တယ်ဆရာအဲ့ဒါအဲ့ဒါဘာလဲဆရာမွေးကင်းစရာကလေးအခြေခံပြုစုဆောက်ရှောက်မှုလို့ခေါ်ပါတယ် အခုဆိုရင်သားလေးကိုကျန်းမာရေးစစ်ဆေးပေးတာတို့ယောဂဝုံမွေအောင်ကာကွယ်ပေးတာတို့ကျွန်တော်ဆောင်ရွက်ပေးနေပါတယ်။ကလေးကမိခင်တို့ကောင်းကောင်းမဆုနိုင်အောင်ဆိုတော့မိခင်တို့ညှစ်ထုတ်ပြီးတော့ဇွန်းနဲ့တိုက်တာတို့လည်းစနစ်တကျလုတ်တက်အောင်တင်ကြားပြသပေးပါတယ်။အခုသားလေးကလာမစေးတဲ့အပြင်ကိုလေးချိန်ကလည်းနဲနေတာဆိုတော့ကန်ဂရူမာသာခဲလို့ခေါ်တယ်။တနေ့ကိုအနည်းဆုံး၈နာရီလောက်သားပိုက်ကမိခင်တို့သားချင်းထိကပ်ပြီးတော့ရှီဘူးဆောက်ချောက်တာကိုလောက်ရမှာပါဗျ။ဟိုဒါဆိုဆရာဟိုအမေကအရေးကြီးဆုံးပုံတော့ဆရာ မိခင်တူတဲ့တော့မဟုတ်ဗျအဖေအပါဝင်တခြားမိသားစုဝင်တွေကလည်းကလေးပြုစုစောင့်ရှောက်ဖို့တာဝန်ယူတာတို့မိခင်လိုရမယ့်အခြားအိမ်မူကိစ္စတွေကိုကူလုပ်ပေးတာတို့အဲနောက်ပြီးတော့ဗျာစိတ်တခွန်အားပေးတာတို့တွေကလည်းကလေးကျမ်းမာရေးနဲ့ပတ်သက်တဲ့ရလက်တွေတွေမဟုတ်ဘဲနဲ့မိခင်ရဲ့စိတ်ကျမ်းမာရေးကိုပါပတ်မိုးရရောက်ပါတယ်ဗျာဟိုဆရာအဲ့တော့ကျွန်တော်သားလေးမှာနောက်ဆက်တွဲဘာဖြစ်လာနိုင်လဲကလေးမှာအသက်ရှူတာခတ်တာတို့အသားဝါတာတို့ကိုပူတာတို့ ခြေပြားလက်ပြားအေးတာတို့စတဲ့ပြဿနာတစ်ခုခုဖြစ်လာခဲ့မယ်ဆိုရင်တော့ကျွန်တော်ခုနပြောတဲ့ခြေခံပြုစုဆောက်ရှောက်မှုနဲ့တော့မလုံလောက်တော့ဘူးဗျာအလိုဖြစ်လာခဲ့မယ်ဆိုရင်ဆေးရုံဆေးခန်းတွေမှာရှိတဲ့မွေးကင်းစကလေးဆရာဝန်တွေကလေးအထုခုဆရာဝန်တွေနဲ့ပြသပြီးတော့ဆောက်ရှောက်မှုကိုခံယူသင့်ပါတယ်။ကျန်းမာရေးပညာရှင်တွေရဲ့အရင်တွေးပြုရတဲ့ဆောက်ရှောက်မှုတွေမိသားစုနဲ့ပတ်ဝန်းကျင်ရဲ့ပံ့ပိုးမှုတွေနဲ့အတူသူတို့လေးတွေရဲ့တောက်ပခိုင်ပါတဲ့အနာဂတ်ပိုင်ဆိုင်မှုတွေရအောင်ကိုကြီးပံ့ပိုးပေးနိုင်ပါတယ်။ဟုတ်ကဲ့ပါဆရာ။ကျေးဇူးအများကြီးတင်ပါတယ်။ ီးတော့ကျွန်တော်ပတ်ဝန်းကျင်မှာလည်းကျွန်တော်သားလေးလိုမျိုးလားမစေပဲမွေးဖွားလာတဲ့မိဘတွေရှိလို့ရှင်ဆရာအခုပြောတဲ့ကျမ်းမာရဲ့အတ္တိလေးကိုကျွန်တော်ပြန်ပြီးတော့မျှဝေပေးပါမယ်ဆရာအခုဆိုရင်ကမ္ဘာကျမ်းမာရေးဖွင့်ရတယ်2025ခုနှစ်ကနေစပြီးတော့နှစ်စဉ်နိုဝင်ဘာလ18ရက်နေ့ကိုလားမစေကလေးများနေ့ဆိုပြီးတော့တတ်မှတ်ထားပြီကျွန်တော်အနေနဲ့တော့ဆုံးပြောချင်တာကတော့လားမစေကလေးတွေအသက်ရှင်သန်ရေးနဲ့တောက်ပလာမဲ့သူတို့ရဲ့အနာဂတ်တွေဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင်တော့လိုအပ်တဲ့ပတ်ဝန်းဆောင်ရှောက်မှုတွေနဲ့တရားဆောင်ရွက်ပေးဖို့တိုက်တွန်းလို့ဆိုချင်ပါတယ်ဗျာ ခုကလေးရတယ်လူဝတ်တဲ့ပြုစုကုသမှုတွေခံယူနေပြီဆိုတော့ကလေးဖေးလည်းအေးစိနာလိုက်ပါအောင်ဟုတ်ကဲ့ပါဗျာဟုတ်ဆရာတို့ဆရာမတို့လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာဟုတ်ပြီကျေးဇူးတင်ပါတယ်လာမစင်မွေးကလေးများနာခဲ့တောက်ပါရေစောစီတိရောက်စွာစောင့်ရှောက်ပေး